Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညပိုင်းမှာတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတချို့ဒါပြောသွားမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော် comment လေးတွေကျွန်တော်ဖတ်ရင်းနဲ့ဒါစကားလေးလေးနဲ့ကျွန်တော်ပြောကြည့်အောင်အထူးသဖြင့် United Show မှာလည်း live တွေပါတယ်ကျွန်တော်တို့ဒါမလုပ်ရတာနည်းနည်းเนาะနှစ်ရက်လောက်လာမသိဘူးကျွန်တော်ရှိပြီဆိုတဲ့ခါကျတော့เนาะကျွန်တော် live ကြီးပြန်လုပ်တာအထူးသဖြင့်အပြောင်းအရွှေ့ကလည်းဗျာဘာမှန်လဲထူးထူးခြားခြားကြီးအများကြီးမရှိတဲ့ခါကျတော့ live သွားပြီးပြောရအောင်အထိ အချိန်ကြီးကကောင်းတဲ့တည်င်းမရှိဘူးဖြစ်နေတာเนาะဆိုတော့ကျွန်တော်ဒီညမှာဆိုလို့ရှိရင်တော့အတိုင်းပဲကျွန်တော်စကားလေးတွေကျွန်တော်ပြောသွားမယ်ဆိုတော့အပြောင်းရွှေ့တည်င်းတွေအရင်ဆုံးကျွန်တော်ကြည့်ကြည့်အောင်အားလုံးပဲမင်္ဂလာပါဆင်တမိုင်းအားလုံးပဲမင်္ဂလာပါเนาะအပြောင်းရွှေ့တည်င်းတွေမှာပထမဆုံးကျွန်တော်အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒါ ESPN ရဲ့ Rob Dawson ပြောထားတာပေါ့เนาะ Manchester United အသင်းအနေနဲ့ကစားမရောင်းချမှုတွေမှာ ရရှိတဲ့ပြောင်းရွှေ့ကြီးဝင်ငွေများနေပေါ့เนาะ budget တွေတိုးမြင့်နိုင်ခဲ့မယ်ဆိုရင် ်အီဒါဆန်အက်ဒနလာအသင်းရဲ့အီဒါဆန်ဒါမှမဟုတ်ခရစ်စတယ်ဘဲလီစ်ရဲ့အဒမ်ဝါတန်တို့လိုမျိုးကွန်းလေကစားမားတွေကိုခေါ်ယူနိုင်မှုအတွက်ငွေကြေးသုံးဆွဲမှုအပိုင်းမှာပူပြီးတော့ခြောင်လည်လာမှာဖြစ်တယ်ပေါ့နော်။အဲမထင်မှတ်တာတွေလည်းကျွန်တော်လုတ်ပြနိုင်စွမ်းရှိတယ်ပေါ့ဗျာ။ဆိုတော့ဟိုဘယ်လိုအပြောင်းရွှေ့ပဲကျွန်တော်ဖြစ်ဖြစ်ပါထို့သဖြင့်အမ်ဘူမိုရဲ့အပြောင်းရွှေ့ကိုကျွန်တော်သာအပြည့်သက်ပြီးပြီဆိုတာနဲ့ပေါ့နော်။ငွေရှာဖို့လိုပြီဆိုတာကိုကျွန်တော်မိမောင်းထိုးပြနေတာပဲ။တိုက်စစ်မှုပဲကျွန်တော်ဖြစ်ဖြစ် ကွင်းလေပဲကျွန်တော်တို့ဖြစ်ဖြစ်ဒါအလွန်အလုံးဂိုးသမားအချင်းကြီးပဲကျွန်တော်တို့ဖြစ်ဖြစ်ဗျာအရင်ဆုံးတော့ကျွန်တော်တို့အနေနဲ့အဲတိုက်စစ်နေရာမှာဟိုပဲဟိုအရင်ဆုံးကျိုးပန်းမှာဆိုရင်အရင်ဆုံးငွေရှာဖို့ကျွန်တော်တို့လိုတယ်အခုကကွင်းလေပိုင်းမှာအဲတရင်နေထွက်ထားတာကကျွန်တော်တို့လက်ရှိအန်ဘူမူကိုကျွန်တော်တန်း80လောက်တုံးရမယ်ပြီးတာနဲ့တိုက်စစ်ကိုကျွန်တော်ထပ်ပြီးတော့ငွေတုံးရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကွင်းလေမှာတမန်ငါရှင်ကကစားမလေးတွေရောက်လာမယ်ဒါတော့ပဲကျွန်တော်တို့ဘောနော်တနင်္လာနေ့ထွက်ထားတာဒါပေမဲ့လို့ အကယ်လို့အမြန် United အနေနဲ့ပေါ့နော်ခုနကပြောသလိုမျိုးကစားမားတွေရောင်းချမှုတွေထားပါတော့ Rashford တို့ Garnacho တို့ပေါ့နော် Asensio တို့မအောင်ပြီးလို့ရှိရင်ကျွန်တော်တို့က Anthony Santos တို့နော်ဒီလိုမျိုးကစားမားတွေရောင်းချလိုက်လို့ငွေပါရလာမေးဆိုရင်တော့တန်ကြီးမြင့်တဲ့ Adam Warden တို့နော်အ ਨੇ ဆုံးတန်း90ဝန်းကျင်ပေးရနိုင်တဲ့ Ederson တို့ဒီလိုကစားမားတွေကိုမျှော်လင့်လို့ရတယ်ပေါ့ဆိုတော့အထူးသဖြင့်ဟိုတိုက်စစ်ကပေါ့နော်ဟိုထားပါတော့ဗျာကျွန်တော်လက်ရှိမှာ Brian Abumo ကိုကျွန်တော်တန်း90နဲ့ခေါ်မယ် ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တိုက်စစ်ခုံမှုမှာဂျိုးပန်းတော့မှာအဲ့ဒီအတွက်ကစားမရောင်းမယ်ဆိုရင် rage book ကိုတန်း40ကျွန်တော်တို့တက်မှတ်ထားတယ်အမှတန်း40ဂနာချူကိုတန်း50ပဲထားတော့အမှတန်း90ဖြစ်သွားပြီတန်း90ဖြစ်သွားပြီပြီးရင်ဆန်ချူကိုကျွန်တော်တန်း20ထားတော့ဗျာအမှတန်း130ပြီးတာနဲ့အန်တိုနီဆန်တိုကိုတန်း30တန်း140တန်း150လောက်တန်း150လောက်ရှာနေနေဆိုလို့ရှိရင်တိုက်စစ်ကိုကွင်းလေကိုကောင်းကောင်းကန်းကန်းရတယ်နော်တိုက်စစ်တန်း150လောက်ကျွန်တော်တို့ဒီအပြောင်းရွှေ့ကနေရှာနေမယ်ဆိုရင် တော့ဟိုတိုက်စင်မှုအတွက်ဗျာထားပါတော့ကျွန်တော်လက်ရှိတရင်ထွက်နေတဲ့ OC man ပဲဖြစ်ဖြစ်နော် Vita Gyukeres ပဲကျွန်တော်တို့ဖြစ်ဖြစ်နော် Benjamin Sesko ပဲကျွန်တော်ဖြစ်ဖြစ်ဒါသူများတခြားကစားသမားတွေတရင်မထွက်သေးတဲ့သူတွေဒါမှမဟုတ် Matita တို့ပဲဖြစ်ဖြစ်တန်း40ကနေတန်း60ကြာထိတော့တိုက်စစ်မှုကိုလည်းထပ်ပြီးတော့ကျွန်တော်သုံးရမှာအကယ်လို့ကိုအတင်းက quality striker တယောက်ကိုလိုချင်နေဆိုရင်ဆိုအဲ့ဒါပြီးပြီဆိုတော့နောက်ထပ်တန်း50တန်း60တန်း80လောက်အနည်းဆုံးထက်ကျင်အောင်မှာဒါဆိုလို့ရှိရင်ကွင်းလယ်မှာခုနကပြောတဲ့ အီဒါဆန်တို့လိုကစားမတွေ quality strike player တွေကိုကျွန်တော်တို့ကွန်းလင်မှာမျှော်လင့်လို့ရမယ်။ဒါအပြင်အဒမ်ဝါတန်တို့လိုကစားမတွေကိုလည်းကျွန်တော်မျှော်လင့်လို့ရမယ်ပေါ့။ဒါကိုပြောထားတာကျွန်တော်ကတော့ပေါ့နော်ကွန်းလင်မှာ quality ကစားမတယောက်လူးကိုလိုတယ်။ဒါပေမဲ့လို့ကျွန်တော်တို့အသင်းဘက်ကတိုက်စစ်ကို quality striker တယောက်အားဖြည့်လိုက်ပြီးတော့ကစားမရောင်းချမှုမှာလည်းကျွန်တော်တို့တွက်တွက်ထားတယ်လို့ကျွန်တော်တို့ထင်တယ်လို့မျိုးပေါ့နော်။သူကလည်းသူရလာခြင်းမရှိဘူးဆိုရင်ကွင်းလေကတမန်ကရှင်ကကစားမလောက်လောက်နေရင်ကြီးနဲ့သွားမယ်အချင်းကြီးမျိုးမှာရှိတယ်။ဒါကလည်းတခြားအကြောင်းမဟုတ်ဘူး။ စားမရောင်းကရောင်းတဲ့နေရာကနေငွေရဖို့လေကျွန်တော်လိုတယ်လို့ကိုအတင်းမှာရှိတဲ့ကွင်းလင်ကစားမတွေကိုလည်းကျွန်တော်ကြည့်ရမှာဂါနာချိုဆိုကွင်းလင်မှာဆိုရင်ဗျာကက်စမဲရိုကျွန်တော်ရှိမယ်ပြီးလို့ချင်းဦးကာဒီကျွန်တော်ရှိမယ်ဘရူနိုရှိမယ်ခိုဘီမိန်းနူးရှိမယ်ကွင်းလင်၄ယောက်လာမယ့်ရာသီမှာပြည်ရင်းပွဲစဉ်တွေလောက်ပဲကစားရမှာဗာဥရောပပွဲစဉ်မှန်းလည်းမရှိဘူးဆိုတော့ချင်းကြီးကိုကျွန်တော်ကြည့်ရင်โอเคငါတို့မှာဒီကွင်းလင်၄ယောက်နဲ့နေငါတို့လုံလောက်ပြီးထက်ပြီးတော့ quality ကွင်းလေကစားမတွေထက်ကုန်မလုံလောက်တော့မလိုတော့ဘူးဟေ့ဆိုတဲ့အတွေ့အမျိုးနဲ့လည်းအစီအစဉ်မျိုးတွေရှိမှာပဲနောက်ရှိမှာပဲဒါကြောင့်အသင်းဘက်ကကစားမတွေရောင်းတဲ့နေရာကနေငွေရဖို့လိုတဲ့အပြင်ကိုအသင်းမှာရှိပြီးသားကစားမကစားမအရေးအတွက်အလုံလောက်ရှိပြီးသားနေရာတွေမှာလည်းထက်ပြီးတော့ quality player တွေနဲ့အားပြည့်ချင်မှာအားပြည့်မှာမျော်တော့မျော်လင့်ရမှာပေါ့လေအနည်းဆုံးတော့အပြောင်းရွှေ့ကာလမှာအပြောင်းရွှေ့ကဖွင့်နေစေဆိုတော့မျော်လင့်ရမှာဒါပေမဲ့လို့အန်ဘူမွေးရဲ့အပြောင်းရွှေ့ကိုတောင်းမှာမြန်မြန်အဆုံးသက်လို့ရတဲ့အပြောင်းရွှေ့ကိုတောင်းမှာကျွန်တော်တက်လာလောက်ကြာနေတယ်ဆိုလို့ရှိရင် တိုက်စစ်က quality ကစားမကောင်းတယောက်ခေါ်ဖို့လူတာကွင်းလေတွေခေါ်ဖို့လူတာ ਨੇ ဘာနဲ့ဆိုလို့ရှိရင်တခြားကြီးကျွန်တော်ဘောနော်ဘာမှန်ကိုကျွန်တော်မျှော်လင့်လို့ရတာမှာမဟုတ်တတော်ကိုကြာသွားမယ်ထင်ပါတယ်အခုဟိုတိုက်စစ်ဆိုလို့ရှိရင်ဗျာညီတို့တရင်ထွက်တဲ့နေရာမှာဘသူ့ကိုအတင်းဘက်ကအမှန်ကန်ကျူးပန်းနေတယ်လို့ကြားတယ်ဘသူမှမရှိဘူးအတင်းဘက်ကသူတပင်အမ်ဘူမိုးရဲ့အပြောင်းရွှေ့ပြီးမှ okay united ကတော့ဘသူ့ကိုအမှန်ကန်ကျွန်တော်ကျူးပန်းနေတယ်ဆိုတဲ့တရင်ကိုကျွန်တော်တို့ထွက်လာမှာဆိုတော့ဒါကြောင့်ဘောနော်ဘာပြပါလဲရှိအတင်းဘက်ကတော့ ESPN ရဲ့ Rob Dawson ပေါ်ပြကြရာ United ကကစားမားတွေကိုရောင်းချလို့တာငွေတွေလုံလုံတော့ကျွန်တော်တို့ရမယ်ဆိုလို့ရှိရင်နော်ຫນွေရာဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကွင်းလေတို့ဘာတို့မှာ Adam Warden တို့ကစားမားမျိုးတွေကိုကျွန်တော်တို့ဒါမျှော်ဒီမျှော်လင်းလို့ရတယ်ပေါ့နော်ကျွန်တော်စောင့်တော့ကျွန်တော်တို့ကြည့်ရမယ်အသင်ဘက်ကတကယ်အလုပ်လုပ်နိုင်မလားဆိုတာတော့နော်ကျွန်တော်ယူယူယူကတို့ရောကျွန်တော်ဘယ်လိုမြင်ရလဲကွင်းတွေမှာကစားမားကောင်းတွေကျွန်တော်ခေါ်နိုင်ပါမလားနော်ဒါတော့မှဥစားပေးမဟုတ်ဥစားပေးရတိုက်စင်မှုနော် အားလုံးပဲမင်္ဂလာပါတယ်နော်။ဟုတ်ကဲ့ပါမင်္ဂလာပါဆန်သမိုင်းနော်။မင်္ဂလာပါ။ဂိမ်းမစော့ဘူးလားဒီညနဲ့ဒီညဂိမ်း live မရှိပါဘူးနော်။ဒီညကျွန်တော်ဂိမ်း live မရှိဘူး။မနေ့ပြန်มาပဲကျွန်တော်ချန်ပီယံကန်ဖို့ရှိတယ်။ချန်ပီယံကဘော်ဒဘူးနေ့နောက်ဆုံးနော်ဘော်ဒဘူးနေ့နောက်ဆုံးကျွန်တော်မနေ့ပြန်အင်္ဂါနေ့ညမှာကျွန်တော်တို့ဘောနော်ချန်ပီယံကန်ဖို့ရှိပါတယ်။ဒီညကတော့ကျွန်တော်တို့ဘောနော်ဂိမ်း live ကကျွန်တော်မရှိတော့ဘူးဘောနော်။အဲဆိုတော့ဟိုကျွန်တော်စဉ်းစားထားတာကစဉ်းစားကျွန်တော်စီစဉ်ထားတာကဘောနော်ဘောလုံးဂိမ်းကြီးပဲဆော့มาတော့မဟုတ်ဘူးပေါ့ဗျာ။ဒါပေမဲ့မနေ့ပြန်တော့ကျွန်တော်ဘောလုံးဂိမ်းနောက်နေ့ကြလို့ရှိရင်တော့ ျွန်တော်ဒီ story game တွေဘာတွေတော့ရှိတယ်အခုကပြည်တနာကဘာဘဲ story game ကိုဆော့အမှန်ကိုမသိသေးဘူးကို level เนี่ยကိုကဘာမှ story game အထူးကြကြဆော့ဘူးတာမဟုတ်เนาะငငယ်လေးရတယ်မှာ god of war လောက်ပဲဆော့ဘူးတာဗျာသိလားเนาะဘဲသွားလို့ဘဲလာမှန်လည်းမသိဘူးဖြစ်နေတဲ့အခြေအနေမျိုးဗျာအဲ့လိုမျိုးဆိုတော့ story game ဆိုရင်လည်းပြင်းစရာကောင်းမှဆိုးရသေးတာဒါပေမဲ့လို့ story game ကအခုချိန်ကြီးအော်ငါတော့ဘဲ game လေးဆော့ချင်ပါတယ်ဟေးဆိုတာကိုမရှိသေးဘူးဖြစ်နေတာဆရာကြီးเนาะကျေးဇူးများတင်ပါတယ်မင်္ဂလာပါတဲ့โอเคပါဆရာသမားကြီးမင်္ဂလာပါမင်္ဂလာပါ အဲ Brian Ambu နဲ့ပတ်သက်လို့ဗာသတင်းရလဲ Ambu မိုးနဲ့ပတ်သက်ပြီးတော့ဗာ update မှကျွန်တော်ထက်ရထားတာမျိုးကျွန်တော်မရှိသေးပါဘူးเนาะမြန်မာအပိတ်နေပါတယ်ဗျာโอเคချစ်သူများကြီးဒီမှာလဲကိုတင်းကပြားတဲ့အရှုပ်ထုတ်တွေကရောင်းထွက်ပါမလားတဲ့အဲအဓိကတော့ပြဿနာတော့အဲ့ဒါပေါ့လေเนาะရောင်းမထွက်ဘူးအထူးသဖြင့်ရောင်းကျင်တဲ့ကစားမအချိန်ကြီးကောင်းနေဆိုတော့လဲကစားမတွေရလာစားများတာเนาะလာစားအဆင်ပြေတယ်ဆိုတော့လဲအတင်းဘက်ကဟိုလူကျင်တဲ့ပြောင်းရွှေ့ကြီးကိုပြိုင်ပွဲတင်းတွေကမပေးကျင်ရတာဘာညာနဲ့ဘလူးမန်ကိုကျွန်တော်အချိန်ကြီးမကောင်းဖြစ်နေတာပေါ့ဗျာအဲကြောင့်ပေါ့เนาะအတင်းဘက်က အစုတ်ထုတ်ဒီရောင်းထုတ်ဖို့ကတော်တော်ကိုကျွန်တော်တို့တိုင်ပတ်တယ်เนาะအချင်းနေနေတယ်ရောင်းထုတ်ဖို့ကတော့เนาะတိုင်ပတ်လို့ကျွန်တော်တို့ကြည့်ရမှာပဲတိုင်စင်မားတဲ့ moist skin ကိုကြိုက်ရပြားတယ်โอเคပါချီတီများဒီမှာလည်း moist skin ကတော့နည်းနည်းလေးသတင်းနေထပ်ပြီးတော့ထွက်ထားသေးတယ်ဗောနော်အတင်းမကဟိုထီထီရရောက်ကျူးပန်းလာမလားဆိုတော့အန်ဘူမွေးရဲ့အပြောင်းအရွှေ့ကိုကျွန်တော်အပြီးတက်ပြီးတော့ကစားမားတွေတချို့ရောင်းချနိုင်နေဆိုလို့ရှိရင်ကိုပဲတင်းငါအဲ့လောက်ကြက်လို့ရှိရင်တော့ကျွန်တော်ထွက်ရတော့မှာเนาะဝင်လေကပြားတဲ့အဒမ်ဝါတန်မရရင်တောင်မှဈေးသက်တာနိုင်မဲ့ Richard Rios ကိုတော့ခေါ်တင်လာတယ်အဲ အဲ့ဒီကိုလံဘီယာကွန်းလေကစားမဖြစ်တဲ့ Richard Rios နဲ့လည်းတရင်နေတော့ထွက်တယ်။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့အတင်းကကွန်းလေကဥစားပေးအဖြစ်အားဖြစ်မဲ့အစီအစဉ်တွေမှာမပါဘူးဆိုတဲ့ခါကျတော့ကွန်းလေနဲ့ပတ်သက်လို့ပေါ့နော်ဘသူကို UTB ကျိုးပန်းနေတယ်ဆိုတာမျိုးတောက်လျှောက်မထွက်သေးဘူး။အဓိကတော့ကျွန်တော်တို့ခုနကပြောသလိုအန်ပူမိုးရဲ့အပြောင်းအရွှေ့အရင်ဆုံးအပြီးတက်ဖို့လို့အဲ့ဒါပြီးမှကျွန်တော်ရှေ့ဆက်လို့ရမှာ။ အဲဆိုလာလောက်လာတဲ့အမ်ပူမူကားတယ်နော်အမ်ပူမူကသူ့အနေနဲ့ယောက်လာဖို့ကျွန်တော်ရှိပါတယ်နော်ကျွန်တော်ခုနက brand brand food ရဲ့အားကစားဒါရိုက်တာလားမသိဘူးပြောတာကိုကျွန်တော်ဟို science board ကနေပြောထားတာကိုကျွန်တော်နားထောင်လိုက်တယ်သူပါလဲဆိုတော့အမ်ပူမူကပေါ့နော်ပြီးကလေးယာစီကသူတို့အတွက် immediate ကိုကောင်းတဲ့ယာစီတစ်ခုကိုပိုင်ဆိုင်ခဲ့တာပေါ့ဗျာဆိုတော့လက်ရှိတရင်ထွက်နေသလိုပဲသူလူသွားကျင်ပါတယ်ဆိုတဲ့အသိကိုလည်းကျွန်တော်ကခွင့်ပြုထားတယ်ပေါ့ဒါမှမဟုတ်ပြောင်းရွှေ့ကပေါ့နော်ကျွန်တော်ဖြစ်တဲ့ဈေးဖြစ်ဖို့လိုတယ်ပေါ့နော်ဈေးနှုန်းသာမှန်နေဆိုလို့ရှိရင် တို့အနေနဲ့အဲ့ဒီအပြောင်းအရွှေ့ဖြစ်ဖို့များတယ်လို့ပြောထားတယ်ဆိုတဲ့အခါကျတော့ United ဘက်ကအပူစုကြီးကိုကျွန်တော်ကောင်းကောင်းပြီးနိုင်ပြီဆိုတာနဲ့အပြောင်းအရွှေ့ကဖြစ်သွားမယ့်သဘောမျိုးပါနော်ဒီည gain life မရှိပါဘူးဆရာသမားတွေချစ်သူများတွေပါလေအဲဆန်ချိုကလည်းတဲ့ဂျူဘီလိုလို Napoli လိုလိုပြားတဲ့လောက်ခလာဇာတွေကြောင့်တော်တော်တိုင်ပတ်နေတာတဲ့ဘာမှလောက်ကန်လို့ကိုမရဘူးဖြစ်နေတယ်အမှန်ပဲဂျီရန်ဆန်ချိုကိုလူချင်းတဲ့ကလပ်တင်တချို့ရှိပြီမဲ့လို့ဆန်ချိုကလုံးဝကိုလာဇာရှော့မယူဘူးဆိုတော့ အသင်းတွေကတိုင်ပတ်နေရတာပါသူများအသင်းတွေတိုင်ပတ်တာမဟုတ်ကိုရီအသင်းတွေတိုင်ပတ်နေရတာเนาะကိုရီးယားဒီကောင်ကိုတက်တန်းတူအောင်မလိုလိုပေါ့เนาะမလိုလိုနဲ့ကျွန်တော်ဖြစ်နေတာဗျာဒီလားအဲဂိမ်းဆော့မပြားတဲ့ရှုံးနာလေးတွေကြည့်ကြည့်လို့ရတယ်နော်ဆရာသမားယူနိုက်မင်းမင်းထုံးကိုနိုင်ဖို့ကတော့ခင်ဗျားတို့တေချာကိုကျူးပန်းပြီးတော့ကျုပ်ဘက်ကလိုင်းတာဆုပ်နေမှာကိုခင်ဗျားတို့ရမယ်နော်။တာမန်ရီချင်းနဲ့တော့မင်းမင်းထုံးနဲ့တင်ဖို့တက်မလာနဲ့ဆရာသမား။စိတ်ဂျက်စင်ကိုရောင်းဝမှာဗျာဂလီစာကားတယ်နော်။အရင်နောက်ကျသွားပါပြီ။အဲ့ဒါတွေပြောလို့ကျွန်တော်ဘာမှမထူးတော့ပါဘူးဆရာသမားနော်။အဲ့ဒီပိုင်ရှင်ကြီးအကြောင်းတွေကျွန်တော်ပြောလို့ဘာမှကိုကျွန်တော်မထူးတော့ပါဘူး။ အာအမ်မူကိုခေါ်ဖို့ပြားတယ်ပြည်ပြအောင်လှုပ်တင်နေပြီပြားတယ်အသင်းဘက်ကတအားကြာတာပဲအလုပ်လုပ်တာတဲ့အမှန်ပဲသူများအသင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဘောနော်ဆော့ကြတာ Red Dead Redemption ဆော့လိပြားတယ် Red Dead Redemption ကဆော့ကြတယ်ပြဿနာကကျွန်တော်1ကိုမဆော့နိုင်ဘူးအဲ့ game ကတအားခက်တယ်လားဘလူဘလူမျိုးလေမြင်းစီးပြီးကောင်းပွားရင်ပြားဟုတ်တယ်မနော်ကျွန်တော်နည်းနည်းဆော့ကြတဲ့ game ကြောင့်လေ့လာရအောင်ပါနော်ဆိုတော့ဘာမှသိတာမဟုတ်ဘူး Red Dead Redemption ကတော့တအားနာမည်ကြီးတယ်ဒီမှာပါတယ်မဟုတ် The Last of Us 2ပါတော့ပြဿနာကဒီမှာမြင်းရှိတခန်းကိုဘလူရောက်အောင်သွားမှမသိဘူးဖြစ်နေတာအေးလူကအဲ့လိုပါဆိုမှ အဲကနော်လေးနော်ယူနိုက်တက်ကပြားတဲ့အလွတ်နဲ့ရမယ့်ပါတီကိုဘာလို့မခေါ်လို့စဉ်းစားမရဘူးတဲ့နော်သူအသင်းအတောင်မှမလူချင်းလို့လက်လွတ်လိုက်တာကိုအသင်းကဘာကိစ္စခေါ်ရမလို့နော်ဟုတ်တယ်မလားသူအသင်းအတောင်မလူချင်းလို့လက်လွတ်လိုက်တဲ့ကိစ္စကိုဆရာသမားလေးနော်တားလူချင်းသူအသင်းကလည်းတန်းတူးမှာပေါ့နော်ဟုတ်ကနော်လေးနော်ကွင်းလေကပြားတယ်အားနေတော့ဘာမှလုပ်မရဘူးတဲ့ယူနိုက်တက်ကကွင်းလေကိုကျွန်တော်တို့ဗောနော်ခေါ်မကိုကျွန်တော်တို့ရမှာတဲ့နော်โอเคကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်အန်ဘူမူကားတဲ့မရောက်သေးဘူးတဲ့နော်โอเคပါအာကျွန်တော်ညီတို့ကျွန်တော်ညီတို့ဆုံးသွားယူရတဲ့ကျွန်တော်ကညီကွန်မြူနတီဘစ်ဖန်ကျွန်တော်ညီကကွန်မြူနတီဘစ်ဖန်မားတဲ့ကွန်မြူနတီအကြောင်းအမြဲပြောတယ်ဗီဒီယိုလုတ်တာဘယ်တော့ဒီကြောင်ကွန်မန့်သူညီနောက်တော့မြင်တယ်တဲ့အဆန်သမားကြီးဟာဘယ်လိုပြောမလဲနော်စိတ်မကောင်းပါဘူးစိတ်မကောင်းပါဘူးနော်ဒါပေမဲ့ကျေးဇူးလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်စိတ်မကောင်းပါဘူးဆန်သမား ဘောလုံးသတင်းပြောနေအာအာအိုင်ကွန်မဖန်လေးမယ်လို့ကျွန်တော်ထင်မှတာပေါ့နော် sorry ပါဆရာသမားနော်အဲအက်တနလာကွန်းလေကားတဲ့ကစားမ sorry ကိုပြောမိပြီမဟုတ်လားတဲ့နော်ပြောင်းပြီးလို့ရှင်တော့ဒီလိုသတင်းနေတော့ထွက်မလာသေးပါဘူးသူဟာနေသူတော့ကျွန်တော်တို့ပေါ့နော်ကြံကြံသေးလို့ပါဂိမ်းပဲချင်းဆောင်မယ်ဒီညကျွန်တော်ဂိမ်း live stream မှုမရှိပါဘူးဆရာသမားနော်ဂိမ်း live stream မှုမရှိပါဘူး Chelsea ပရိသတ်ဆိုပြီးမှပြားတဲ့ပြားသားညီကိုဗီဒီယိုတွေကြည့်ပါတော့ကဲချစ်သူများကြီးတွေပါတယ်ဆိုတော့နောက်တစ်ခုကျွန်တော်ပါဆက်ရှိတယ်ကျွန်တော်ကြည့်အောင်နော်အဲ နောက်တစ်ခုကနောက်တစ်ခုကျွန်တော် ခုနကမှတက်လာတဲ့ Marcus Rashford တို့ဘာလို့လဲအဲ Johnny Evans နဲ့ပတ်သက်လို့လေ Johnny Evans ကဘောနော်အသင်းရဲ့ Academy မှာ Harold Loans and Pathways Yaru နဲ့ခန့်အပ်လိုက်ပြီးဖြစ်ကြောင်းတည်ဝင်ကြီးညာခဲ့တယ်ပေါ့ United ကအတိတယ်မလားခုကစားမားတွေကိုနော်တန်ရုံးစင်တအားကြီးပြီးလက်မလွတ်ချင်တဲ့အခါမှာကျွန်တော်ကျွန်တော်ယာရူတွေထွင်ထွင်ပြီးတော့နေရာတွေပေးထားလိမ့်ရှိရသေးလားနော်ဘာဒီမြန်ဘာဖြစ်နေလဲမသိဘူးနော်ဆိုတော့ Johnny Evans ပြောတာလေးကျွန်တော်ကြည့်ကြအောင် Johnny Evans ကတော့ ဘလုံးကစားမဘွားကနေအနားယူတော့မှဖြစ်ကြောင်းသူတရားဝင်ကြီးညာလိုတယ်ပေါ့နော်တရားဝင်ကြီးညာလိုပါတယ်ပေါ့ဝန်နေချင်းနဲ့မဟုတ်ဘဲနဲ့ဂုံယူချင်းခြေသူတင်ချင်းနေတဲ့အတူရှေ့ဆက်မဲ့ဘွားဘွားရဲ့သင်္ကန်းအခန်းတစ်တွေစိတ်လို့ရှားစွာနဲ့ကြီးညာလိုက်ရပါတယ်ပေါ့ဗျာနေ့နေ့စေကြ professional ဘလုံးကစားမဘွားတလျှောက်မှာလူလက်တွဲအလုပ်လုပ်ခွင့်ရခဲ့တဲ့ manager တွေဝန်ထမ်းတွေနဲ့အသင်းပေါ်တွေကိုထာဝရခြေသူတင်ကြီးမှာပါပေါ့နော်ကွင်းထဲကကျွန်တော်ရဲ့ခြေလမ်းတိုင်းမှာထောက်ခံအားပေးကြတဲ့ပြည်သက်တွေကိုလည်းစည်ရင်မဲ့နေကျေးဇူးတင်ပါတယ်ပေါ့ ဝင်ရောနော်အိမ်ဝင်ရောအဝေးဝင်မှာပါပြိသက်တွေရဲ့စိတ်အားထက်သန်မှုကိုကွင်းထဲမှာခန်းစားခွင့်ရတာဂုဏ်ယူစရာပါပေါ့နော်လက်ရှိကျွန်တော်ရဲ့ကျွန်တော်လှူဆောင်သွားမှာကတော့နောက်တက်လာမယ့်အရေးချင်းရှိနော်အရေးချင်းရှိတဲ့ကစားမမျိုးဆက်တွေရဲ့အလားလာတွေကိုနောက်တစ်ဆင့်တွေစီအရောက်လန်းနိုင်မှုကူညီပေးသွားဖို့သူမျှော်လင့်ထားတယ်ပေါ့နော်အဲကျွန်တော်ကိုယ်တိုင်လည်းအငားချခြင်းခံရတဲ့နော်အညာအငားချခြင်းကနေပြီးတော့ကောင်းတဲ့အကျိုးမြတ်ရရှိခဲ့တဲ့အတွက်ကစားမတူရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအငားချထားခြင်းကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာသိထားတယ် ကျွန်တော်တို့ပထမအသင်းစီကိုလမ်းကြောင်းတစ်ခုဖော်ဆောင်ပေးဖို့နဲ့ Manchester United မှာလူငယ်ကစားသမားတွေထွန်းတောက်ခဲ့တဲ့ legacy ကိုဆက်လက်ထိန်းသိမ်းဖို့ကူညီပေးသွားဖို့လည်းမျှော်လင့်ပါတယ်ပေါ့ Okay ။နောက်ကျေးဇူးများတင်ပါတယ်။နော်ယာပီယာပီတွေများနော်။ Okay ထားတော့နော်။ဆိုတော့ Richard Fee ကနေပြီးတော့ပြောထားတာကျွန်တော်ရှိတယ်။ Aston Villa အသင်းရဲ့ပါကတော့မှာ Castrech ဘူးကိုပေါင်သန်း50နဲ့အပြည့်သက်ဝယ်ယူခွင့်ကို အသက်သွင်းပစ်ခြင်းမရှိတဲ့အတွက်ကစားမကမန်ချက်စတာယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာပြီးကြောင့်တရားဝင်ကြီးညာလိုက်တယ်ပေါ့ဒါသတင်းလားကွာငါလုံးသိနေတာပဲဟောဒါသတင်းလားနော်ဒါသတင်းလားဟိုကမင်းချန်ပီယံလိဝင်ခွင့်မရတယ်လို့ဒီကောင်းရင်လာတာလည်းမပေးချင်ဘူးနော်ပေါင်တန်း40လည်းမပေးချင်လို့မှဒီကောင်းကိုပြန်လွှတ်လိုက်ပါဒါသတင်းလားရစ်ချက်ဖေးရာဒုက္ခပဲနော်ပြန်လာမှသိနေတာပဲသွားစရာမှမရှိတာငါလုံးပြန်လာမှာပေါ့ဟုတ်တယ်မလားနော်သတင်းကတော့အလိုပဲဆရာသမားကြီးနော်ကျွန်တော်ဘာမှအပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့ပေါ့နော်ထူးထူးခြားခြားအများကြီးမရှိဘူးဆရာသမားကြီးနော် Okay. Uh oh oh oh. United States ကတဲ့နော် United States က Gugres လို့လို့ပါလို့လို့နဲ့ဗျာဘသူ့ကိုခေါ်မှာလဲတဲ့နော် Tyson ကတော့ကျွန်တော်တို့ဘောနော်ပြက်သားတဲ့ကျွန်တော်တို့ဘောနော်ဟိုပြက်သားတဲ့ကျွန်တော်တို့ဟိုဟာဒီမတွေ့ရသေးပါဘူး ော်ပြက်သားတဲ့ဒီပြစ်မှတ်တွေပါတယ်အတင်းဘက်ကတော့ဘသူအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတယ်ဟိဘာညာဆိုတာတွေကျွန်တော်မတွေ့ရသေးပါဘူးနော် Resman Whiteland နဲ့ဦးနနာပဲတဲ့နှစ်ပါးသွားမှာဗျာတဲ့ဒီနှစ်တော့ top 10တောင်ဝင်ဖို့ဆိုရမှာတဲ့ Resman Whiteland ကနော်အတင်းရဲ့ဦးစားပေးတိုက်စစ်အဲ့ဒါနော်ကျွန်တော်တို့ဦးနနာကအတင်းရဲ့ဦးစားပေးကိုသူမာအင်းမင်းကုညာမကလို့ကာညူပဲလာလာမင်းဘသူကွန်ရင်မေတော့ပဲလာလာမင်းအိုက်ကောင်ကြီးတို့တော့မကယ်နိုင်ဘူးဆရာကြီးနော်ဘသူမှန်ကိုမကယ်နိုင်ဘူးအိုက်ကောင်ကြီးက United ကဗျာတဲ့တိုက်စစ်က Gugres လို့ Osimhen လို့ဖြစ်နေတယ်တဲ့ဒါပေမဲ့ငွေမလောက်ဘူးဖြစ်နေတာတဲ့เนาะအဲကျွန်တော်တို့ရောင်းနိုင်တဲ့ရောင်းဖို့ပြင်ထားတဲ့ exam တွေကိုရောင်းချနိုင်နေဆိုလို့ရှင်တော့ကွာနေသူတော့အဆင်ပြေမှာပါเนาะပြည်ထနာကအဲ့ exam တွေကိုခေါ်ဖို့ကိုကပဲတိုင်ပတ်နေကြတာဖြစ်နေเนาะလက်ရှိကစားနေတဲ့ left wing back နဲ့ right wing back ဒါအရာကြီးတက်မှာအဆင်ပြေနိုင်ပါမလားတဲ့အမကအဆင်မပြေနိုင်ကြတော့အကြောင်းမရှိပါဘူးเนาะပြီးလို့ရှင်ကျွန်တော်တို့ပြဿနာကဗျာကျွန်တော်တို့ကဟိုအဆင်မပြေလို့ကစားမအစ်စ်တွေခွန်မရဲဟိဆိုတာထက်ရှိတဲ့ကစားမတွေကိုကျွန်တော်တို့ကအရင်အဖြေရှာအားမှာ ဝင်းဘက်စ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ left wing ဘက်မှာဆိုလို့ရှိရင် Patrick Dugu ကျွန်တော်ရှိတယ်လူချောကစားလို့ရတယ် Harry Armas ကျွန်တော်ရှိမယ်ဒီဂူလီယွန်တာလာအောင်ပါနော်ပြီးလို့ရှိရင်မာလာစီယာရှိတယ်ဒီဂူလီယွန်9ယောက်ထိရှိရဗျာ9ယောက်ထိရှိတယ်ဆိုတော့ right wing ဘက်မှာဆိုလို့ရှိရင် Mazdawi ကျွန်တော်ရှိမယ် Dalot ရှိမယ် Ahmed Diallo ရှိတယ် wing backs နှစ်ဖက်မှာ10ယောက်ထိကျွန်တော်ရှိတယ်ဒါတော့အတင်းတည်းအကျိုးပြုနိုင်သည်ဖြစ်စေမပြုနိုင်သည်ဖြစ်စေကစားမားတွေကအဲ့လောက်များနေလို့တော့မကြိုက်ဘူး။နော်အဲ့လောက်များနေလို့မကြိုက်ဘူးဆိုတော့ကျွန်တော်တို့ အတင်းမကအရင်ဆုံးတော့ရှင်းရမှာရောင်းချနိုင်မှကျွန်တော်ရမှာသိလားဆိုတော့ဟိုအစင်ပြည်တီဖြစ်စီမပြည်တီဖြစ်စီလက်ရှိဒီမင်းဝင် position နှစ်ခုအတွက်ကိုပဲကစားမ၈ရောက်လောက်ရှိနေတယ်ဆိုကြတဲ့ကအချိန်ကြီးကမဟန်ဘူးဗျာနောက်ထပ်ရောက်လာမယ့်ကစားမတွေမတိုင်ခင်အရင်ဆုံးတော့ကျွန်တော်အနေနဲ့ဘောနောကျွန်တော်ဒါရှိတဲ့ကစားမတွေကိုလည်းကျွန်တော်ရှင်းချင်မှကျွန်တော်ရမှာဆရာသမားကြီးเนาะ စူပါချက်ဘလူပေးရလဲအမှန်တမ်းပြောရင်ကျွန်တော်စူပါချက်တာဖွင့်လာတာစူပါချက်ဘလူလဲကျွန်တော်နားမလည်ဘူးသိလားနော်ဘလူလောက်ကြလဲပုံမှန်ဆိုလို့ကျွန်တော်စူပါချက်ဝါလို့တဲ့ညီကိုတွေရှိတယ်ကျေးဇူးများဒီမှာတဲ့ဒါမျိုးနော်အဲကျွန်တော်ဘလူလောက်ပါလေကိုကျွန်တော်မသိဘူးအမှန်တမ်းပြောရင်နော် set up တာလောက်ထားတာဗျာနော်စူပါချက်နဲ့ဘလူမန့်တယ်ကျွန်တော်မသိဘူးတကယ်တကယ်တကယ်မင်္ဂလာပါမင်္ဂလာပါအဲအများအားအပေးနေပါတယ်တဲ့โอเคပါကျေးဇူးများဒီမှာတဲ့ဆက်သမိုင်းနော် ်ခြေစီတင်းကြောင်းပြောပါဆက်သမားရဲ့ခြေစီ channel မဟုတ်ပါဘူးနော်ကျွန်တော်တို့မပြောပါဘူးဒီမှာနော်အန်တိုနီဆက်တို့ကိုတဲ့နော်အာပြန်သုံးမယ်လို့ထင်လားတဲ့โอเคနော်ကျွန်တော်တို့မထင်ပါဘူးနော်ကျွန်တော်တို့မထင်ပါဘူးနော် mobile legend ဆိုပြရနာ mobile legend ကျွန်တော်ကျွန်တော်ဝါသနာမပါဘူးဆရာကြီးเนาะအများကြီးတင်ပါတယ်အတင်းရတဲ့ left mid ကဘယ်သူတော့ဦးနေเนาะဘယ် left mid ကဘယ်သူတော့ဘယ်သူပြောရနော် united lunida ကပြရတဲ့ tight six ဆိုတာထဲတဲ့တောင်မန်ကအရေးကြီးနေတယ်ထင်တယ်တောင်တောင်မန်ကျွန်တော်တို့မှာတောင်မန်မှမရှိတာเนาะ wing backs တွေပါတွေကတော့ကျွန်တော်တို့ နာပြောလို့ပဲ position နှစ်ခုမှာ၈ယောက်လောက်ထိရှိနေတယ်ဆိုတော့အသင်းဘက်ကအဲ့ exam တွေကိုအရင်ဆုံးကျွန်တော်တို့နော်ကျွန်တော်တို့လက်လွတ်နိုင်မှကိုကျွန်တော်ဖြစ်မှာဆရာကြီးနော်အဲ game ဆော့ပါအောင်ဆရာတမိုင်းနော်မနေ့ပြညရှိပါတယ်နော်မနေ့ပြညကျွန်တော် champion ကမ်းမှာမနေ့ပြညကျန် champion 15ဘွဲကျွန်တော်ကမ်းမယ်15ဘွဲဆိုတော့မင်းဘယ်နှနာရီလောက်မင်းကြာမလဲမသိဘူးသိလားအဲမနေ့ပြညကျရင်တော့ဘယ် OD မှမဆော့တော့ဘူးဆရာတမိုင်းနော် champion မှ champion ကမ်းမှရမှာပြီးရင်လည်းပဲ champion ကမင်းငါလို့မင်းတကယ်ဆရာကြီးကြီးပဲသိလားအဲ့ဒါကြောင့်မလို့ ောက်ကြနေတဲ့စကန်လို့ရတဲ့ဟာအခုအင်္ဂါနေ့ကြီးစောင့်နေတာငနေလေးတွေပဲကြံအောင်လို့မဟုတ်ရင်မနိုင်ဘူးတပွဲမှ15ပွဲမှ15ပွဲလုံးရှုံးနေတယ်နော်တပွဲတပွဲကိုရှီကူးလောက်နဲ့ရှုံးနေအဲ့လိုတွေလာတာဆရာကြီးဂိမ်းရတော့အင်္ဂါနေ့ကြီးစောင့်နေတာနော်အဲ15ပွဲပြီးရင်တော့ချန်ပီယံစုတွေရမှာပေါ့ဗျာအဲစုတွေပါတယ်ကျွန်တော်ပက်တီပါဖောက်ကြမှာပေါ့နော်ဒီနေ့ကတော့ကျွန်တော် game live မရှိတော့ပါဘူးနော် FC မိပိုင်းစောကြည့်ပါလားတဲ့အဲဟိုဖုန်းနဲ့ဆိုတော့ဝါသနာမပါဘူးဆရာသမားကြီးနော်ချစ်သမီးတွေပါလေကာနာချူအချင်းကြီးဘယ်လိုဖြစ်မလဲတဲ့ကာနာချူကဗျာအတင်းဘက်ကတော့ရောင်းဖို့ဆုံးပြတ်ထားတာပဲဝယ်မဲ့သူရှင်တော့ရောင်းမှာပေါ့ဘယ်တင်းပါညာယူနေမယ်လို့တော့ကျွန်တော်မထင်ဘူးတန်း60တန်း90ပေးနိုင်ပရီးမီယာလိကတင်းနေရောင်းမယ်တန်း40တန်း90လောက်ဆိုရင်ပြည်ပကလပ်တွေရောင်းမယ်ဒါပဲသူ့ကိုဘယ်တင်းစိတ်ဝင်စားမလဲဘယ်တင်းအမှန်ကန်ချူပန်းမလဲဒါကိုကျွန်တော်ကြည့်ရမှာနော်ဘရူနိုနီယာမားတဲ့ဘက်ကတော့ရှာသိမိလို့ထင်တယ်ဗျာတဲ့အလက်ရှိအသင်းရဲ့ကွင်းလေမှာဘရူနိုအပါဝင်၄ယောက်တိရှိတယ်ပေါ့နော်တပတ်ကိုတပွဲလောက်ပဲကစားမယ်ချီနီမျိုးမှာ အတင်ဘက်ကအသေးတိမ်ရှာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဘက်ကတော့ရှာတင်တာတော့အမှန်ပဲဒါပေမဲ့ဒီညရာဒီမှာတော့ဖြစ်နိုင်မယ်လို့ကျွန်တော်မထင်ဘူးနော်ဟိုစီမင်းဒီစီမင်းနေကြောက်နေတာပြားတယ်ခေါ်စရာရှိတာမခေါ်ဘူးပြားတယ်သူတို့အိတ်ထဲကမဆိုင်ချင်နိုင်နေနော်အဲအဲ့လိုပဲဆရာသမားကြီးနော်ဝင်းဘက်ရှိရောက်ပြီမဲ့ပြားတယ် quality မှမရှိတာတဲ့ဒီဝင်းဘက်ဒီနဲ့ဘယ်တင်ကိုမှရှင်းလို့ရမှာလဲတဲ့နော် okay ကျေးဇူးများနေပါလေအဲကျွန်တော်ပြောလို့ပဲပေါ့နော်လက်ရှိဝင်းဘက်မှာရှိရောက်ရှိလို့ဆိုရှိရောက်စလုံးကရေချင်းရှိစားမတွေမဟုတ်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်အဲမျိုးလို့ကျွန်တော်ပြောချင်တာက ဟိုဘယ်လိုပြောမလဲကျွန်တော်တို့မှာကစားမားတွေอ่ะဗျာ position နှစ်ခုအတွက်၈ယောက်လောက်ထိကျွန်တော်ရှိနေတယ်ဆိုတော့နောက်ထပ်ကစားမားတွေမခေါ်ခင်မှာအရင်ဆုံးရှင်းမတော့ရမှာအရင်ဆုံးမရှင်းနိုင်မနေနောက်ကစားမားတွေရောက်လာမှာမဟုတ်ဘူးကျွန်တော်အရန်ပုတ်ပွားနေပြီဗျာဒီလားဆိုတော့ကျွန်တော်တို့အသင်းမှာ management အကြီးလုပ်ဖို့ကျွန်တော်ရှိတယ်လောက်ရမှာပဲ၈ယောက်ရှိနေတာကြီးကိုအရင်မရှင်းမနေနောက်ထပ်ထက်လိုချင်တဲ့သူတွေခေါ်လို့ကျွန်တော်မရဘူးနော်အဲ့တော့အဲ့ဒီကစားမားတွေကိုအရင်ချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအသင်းမှာရှိနေသည်များကန္နာပလုံတော့နောက်ထပ်ဝင်းဘက်တွေရောက်လာဖို့မရှိဘူးနော်တေးကြတယ်နော်ဒါတေးကြတယ် ရောင်းချလက်လွတ်နိုင်မှကျွန်တော်နောက်ထပ်ကစားမတွေကျွန်တော်ရောက်လာမှာအတင်းကပြားတဲ့အဆိုးသုံးအခြေအနေကိုဖြစ်နေလို့တဲ့လူခွန်ရကိုခတ်နေတာတင်နေတဲ့အဲအဓိကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ gate ဟွာပါပဲဘာလို့ပြောမလို့ငွေကြီးပါပဲနော်ငွေကြီးပိုင်းကကျွန်တော်တအားစကားပြောတာသူများတင်းနေလိုမျိုး position တစ်ခုတစ်ခုကိုအသက်80 90သုံးလို့ရတဲ့အခြေအနေမဟုတ်တော့ကျွန်တော်ကသုံးရမယ့်ငွေက9တန်းဆိုလဲ9တန်း6တန်းဆိုလဲ6တန်းချင့်ချင်နေရတဲ့ခါကျကျွန်တော်တိုင်ပတ်တာနော် အဲ rushwood ကိုပြားတဲ့တိုက်စစ်ကိုထားကစားဆိုကြည်ဂျင်နာတိုက်စစ်ကတယောက်မခွန်နိုင်သေးခြင်းတွန်းရတာဘောတဲ့ဆက်သမားရဲ့ MOD ရောက်ခါစားတုန်းက market stretch ကိုတိုက်စစ်ကိုထားတုံးတာပါနော်နောက်ပိုင်းမှာကျွန်တော်တို့အနေနဲ့နော်အတင်းရဲ့လူစင်းတဲ့ကိုပါမလာတော့ပါဘူးသူကိုယ်ကကစားမကိုယ်တိုင်ကမကစားခြင်းတော့မဖြစ်ဘူးဗျာနော်ကစားမကိုယ်တိုင်ကမှမကစားခြင်းအလုံးမလုံးခြင်းဒီတင်းတွက်ပြင်မကစားခြင်းမှုဆိုလို့ချင်းတော့ကျွန်တော်တို့ဘာမှလုပ်ရမှာမဟုတ်ဘူးနော်ကြည့်မြိုက်ဒီမှာလေအဲတိုက်စစ်မှုစစ်စစ်ရောက်လာရင်ဗျာနဲ့မနေ့ကတည်းကတိုးတက်လာမယ်လို့ထင်လာတယ်အဲကျွန်တော်တို့ကတိုက်စစ်တင်မဟုတ်ဘူးဗျာနော်ကျွန်တော်ကတိုက်စစ်ရောက်လာရင်တောင်မှ ကွင်းလေဟာပေါကြီးတွေဂူဒမားကြီးတွေကအတင်းတွက်ဒါ NDA အကြီးမားဆုံးနေရာဖြစ်နေတော့မှဆိုတော့ကျွန်တော်တော့သိမ့်မထင်ဘူးပြီးခဲ့တဲ့ရာသီကဂူ90တွင်းရင်အခုလက်ရှိတိုက်စစ်တုံးအောင်ပြောင်းထားတော့ဂူ90လောက်ရာကောင်းရနိုင်လိမ့်မယ်ထားပါတော့ဂူ40တွင်းထားတယ်ဆိုရင်ဂူ90လောက်ရာကောင်းရနိုင်လိမ့်မယ်ခန်းစေးကကျွန်တော်တို့အနေနဲ့ဒီတိုင်းရဒီတိုင်းပဲဖြစ်နေမှာပူတောင်ဆိုးရင်ဆိုးနေမှာပဲဘာမှကျွန်တော်ပြောလို့ရတာမဟုတ်ဘူးနော်ဆိုတော့ကျေးဇူးများတင်ပါတယ်အဲကျေးဇူးများတင်ပါတယ်ဆိုတော့လော့တဲ့ချီကြည့်ရင်ကျွန်တော်6ဝါနဲ့50ညီပါရှိပါတယ်အားလုံးကိုကျေးဇူးပါဆိုတော့ဒီရက်ပိုင်းမှာအတင်းနဲ့ပတ်သက်လို့အပြောင်းအရွှေ့တင်နေအများကြီးထူးထူးခြားခြားတွေမရှိသေးတော့ live view ပါတယ်ကျွန်တော်မသွားပြဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဒီညမှာ breaking news တွေပါတယ်ကျွန်တော်ထက်သီးလို့ချင်းထက်ပြီးတော့တွေ့ကြပါမယ်အဲ့လိုမဟုတ်ရင်မနက်ဖြန်မနက်ခင်း live ထုံးတဲ့တိုင်းပဲ9နာရီမှာပေါ့ပြီးတော့ကျွန်တော်ဒါပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုပါပြီးတဲ့ညီကများအားလုံးကိုချစ်တီများတွေပါတယ် channel လေးကို subscribe နဲ့ add လုပ်ဆိုလို့ချင်းနှိပ်ပြီးတော့ပတ်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ